ဟိုအသုံးဆုံးတော့ဆိုလို့ရှိရင်တော့နှစ်ရက်ပေါ့ပထမတော့ကတော့နှစ်ရက်အပြာလေးနဲ့လိမ်မော်လေးနဲ့ပေါ့နှစ်ရက်အတွင်းမှာဖန်တီးတာရွှေရောင်လေးကတော့24ថ្ងៃတက်တာလေးပဲပေါ့နော်ဖန်တီးရွှေရောင်နဲ့ဒီ LGBT flag နဲ့နှစ်ခုပေါ့နှစ်ခုပေါင်းပါမဆိုရတော့ဘယ်လိုခေါ်မလဲဆိုတော့အကူညီလိုလိုင်းပေါ့နော်ဒီ celebrity တွေရောပြီးတော့ဒီအပြင်ကကိုနဲ့ခင်နဲ့မိတ်ဆွေတွေရောမဆိုရအမြန်လေးချုပ်ပေးဖြစ်တယ်ရှင့်လို့ဝတ်ဆုံးနေရတယ်ဆိုရှင်ပျော်ချရတယ်လေဆိုတော့ကိုတက်တဲ့ပညာနဲ့သူများစိတ်ချမ်းသာစေခြင်းနဲ့သူများလေးအစဉ်ပြေစေခြင်းတာပေါ့နော်ဒါက တော့ကိုယ့်ရဲ့ကိုတယောက်တည်းရဲ့စန္ဒပါဟုတ်လိုက်ဖတ်တာပေါ့သူ့ရဲ့ဒီဟိုအနေနဲ့ဒီ muscle နဲ့ six pack ကြီးနဲ့ဆိုတော့ရမ်းမိုက်တယ်လေရမ်းမိုက်တယ်ပြီးတော့ခါကျတော့ဒီနင်းတွေကလည်းဘာကမလဲလောက तू ကလှုပ်ရှားမှုကလည်းမဖြစ်နေခဲ့ချင်မှာ तू ကိုယ့်ရဲ့ဝတ်စုံကလည်းလုံးဝ fitting ဖြစ်နေမှာလှတာလေဆိုတော့ကိုယ့်ရဲ့ဒီခင်းကလည်း fitting တွေအကုန်လုံးဖြစ်နေတယ်သူ့ရဲ့လှုပ်ရှားမှုတွေနဲ့အကုန်လုံးလည်းညှိတွေဖြစ်တယ်ဆိုတော့ဟုတ်ပီတီဖြစ်ပါတယ်ရန်လဲဝမ်းသာပါတယ်ရှင့် ပါရှင်ကျမတို့ဒီဇိုင်နာစုခိုင်ပါအဲ ကိုညီထုတ်ခေါင်နဲ့ခင်မင်းရတာရောဒီကိုညီထုတ်ခေါင်ရဲ့ girlfriend ပေါ့နော်ညီမလေးရွှေစင်နဲ့စပြီးရင်းနေကြပေါ့ညီမလေးရွှေစင်နဲ့ခင်မင်းမို့အတွက်မိဆက်ပေးတာကတော့တင်ဆက်နေနေဝင်းမှာဒါတော့ညီမလေးနဲ့ကတော့ရန်ခင်နေတာဆိုတော့ပေါ့လေအဲ့ဒါနဲ့မိဆက်ပေးလိုက်တဲ့အခါကျတော့မထင်မဲနဲ့ဒီကိုညီထုတ်ခေါင်နဲ့ဒီမာယာကြားရုပ်ရှင်ကားကြီးတို့ဝတ်စုံသုံးစုံဖန်တီးဖြစ်သွားပါလိမ့်ရှင်ဟုတ်ကဲ့ဝင်းနင်းပေါ့ဒီကတော့ဒါ gay party သွားမယ်ဝတ်စုံနေပေါ့နော်အဲ့လိုလေးစပြီးတော့ပြောပါတယ်အဲဟုတ်တယ်ပုံမှန်ဆိုလို့ရှိရင်တော့မဆုတဲ့ဒီ designer လမ်းကိုစပြီးတော့ရှောက်တဲ့ချိန်တုန်းကပေါ့နော် ွန်ကလေး19နှစ်ကဆိုလို့ရှိရင်လေကိုကအဓိကအထူးပြုသွားမှာကတော့မိန်းကလေးပေါ့နော်အဲ့လိုရစဉ်းစားတဲ့အတွက်ပေါ့အဲဟုတ်တယ်အခုကတော့ဒီဟိုပုံမှန်ဒါပေမဲ့ဘလိုကြောင့်လဲတော့မသိပေါ့နော်မဆိုကတပြေးနဲ့မိန်းကလေးရောယောက်ျားလေးရောကလေးရောပေါ့နော်ချုပ်ဖြစ်ပါတယ်ဟုတ်ဒီယောက်ျားလေးဆိုလို့ရှိရင်လေအခုကလည်းဒါဟိုနေပေါ့ဘက်ကဲကိုမှတ်မှတ်ရရပေါ့နော်ဒီဂေးပါတီသွားတဲ့ဝတ်စုံသုံးစုံကိုဖန်တီးဖြစ်သွားပါတယ်ရှင့် ဟုတ်ကဲ့ဒီကလာရွေးတာကတော့ပေါ့နော်ဒါကတော့ခုနပြောသလိုပဲ၃ရက်ဝိုင်းပြီးတော့စဉ်းစားပြီးရွေးတာပေါ့နော်ဒီပထမဆုံးကတော့တထည်ပဲအတ္တာပေါ့နော်အဲ့အတ္တာတော့အပြာနဲ့အဲနင်ပေါ်ဒီ navy ပြာနဲ့လိမ်မော်နဲ့ပေါ့နော်စစချင်းထွက်လာတော့ပရိသတ်ကနေပြီးတော့ရေးကနေ already ဝတ်စုံပေါ့နော်အဲ့ဒီအဲ့ဒီဝတ်စုံရဲ့အဲ့ဒါတော့နှစ်ရက်အချိန်ရပါတယ်နောက်ထပ်ထပ်ပြီးတော့မဆူရဲ့ထပ်တူပြီးတော့ချုပ်ပြပါအောင်ဆိုပြီးတော့ဒါထပ်အပ်တဲ့ခါကျတော့ချိန်တစ်ရက် တာတာလေးပဲရတာပေါ့နော်အဲနှက်ဆက်လေးနိုင်ကြော်ကြော်လောက်ပဲရတာအဲတော့ရွှေရောင်ဝတ်စုံပေါ့နော်အဲဒါရွှေရောင်ဝတ်စုံမှာလဲဒီနင်းနေပေါ်ဒီဒီဘယ်လိုခေါ်မလဲဒီအဲ နင်းမပန့်နေပုံစံမျိုးတွေထည့်ထားတယ်ပေါ့နော်ရွှေရောင်လေးပေါ့နိဒီအာမာပေါ့နော်မဆိုးလို့ဒီအာမာလေးပုံမှာအဲ့လိုမျိုးလေးတွေရောပြီးရခါကျတော့ဒီကျိုးလေးတွေရောပေါ့နော်ဒေးစိတ်ဖန်တီထားပါတယ်ရှင်နောက်ဒီတတိယတစ်စုံကတော့ဒီ LGBT အလံကာလာပေါ့အဲ့ဒါဝိယုံပေါ့နော်အဲ့ဒါလေးအဲ့ဒါလည်းဟိုခမလဲရုပ်ရှင်ထဲမှာတွေ့ရတော့ပျော်ရပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအလံဘောနော်အနေ တေဥစံတယောက်ကနေပြီးတော့အဲ့ဒါကန်ကန်ပြီးတော့အဲ့လိုကပြကပြတာပေါ့နော်အဲ့ခါကျတော့ဒီ LGBT အလန်ဆိုတာလည်းပို့ပြီးတော့တိတာစီရပေါ့နော်ဟဲဆိုရပြီဟဲဒီဦးလေးခေါ်လာတဲ့လူအကုန်လုံးကဂေးတွေပဲဟာလားယောက်ျားဆစ်ဆစ်ဆိုလေတယောက်မှကိုအဝင်မခံတာသိလားဘောဘယ်ထွက်နေမှမသိလို့ဖြတ်သားမှာငါ့ဘရန်တူတွေဝတ်တဲ့သူဟိုကောင်မတွေကြိုက်ရတယ်ဒီမှာအရင်သားဖြတ်ဟောအတုံးစုံလုံးဆိုလို့ရှိရင်တော့ နှစ်ရက်ပေါ့ပထမတော့ကတော့နှစ်ရက်နဲ့အပြာလေးနဲ့လေမော်လေးနဲ့ပေါ့နှစ်ရက်အတွင်းမှာဖန်တီးတာရွှေရောင်လေးကတော့24ថ្ងៃတက်တာလေးပဲပေါ့နော်ဖန်တီးရွှေရောင်နဲ့ဒီ LGBT flag နဲ့နှစ်ခုပေါ့နှစ်ခုပေါင်းပါမဆိုရတော့ဘယ်လိုကုန်လဲဆိုတော့အကူညီလိုလာရင်ပေါ့နော်ဒီ celebrity တွေရောပြီးတော့ဒီအပြင်ကကိုနဲ့ခင်နဲ့မိတ်ဆွေရောမဆိုရအမြန်လေးချုပ်ပေးဖြစ်တယ်ရှင်ဟုတ်ဘာဖြစ်လို့လဲဆိုတော့မဆုကိုယ်တိုင်လဲပေါ့နော်ဒီနေ့အရင်တော့မချုပ်တက်ခင်တော့ငငယ်ငယ်တော့ဆိုလို့ရှင်ဒီအဲ့လိုအမြန်လေးတိတ်ပြီးတော့လိုချင်ခဲ့တာပေါ့နော်အဲ့အဲ့ ့ခါကျတော့ဟိုမကုန်လဲဒီလိုမျိုးကိုကမြန်မြန်လေးနဲ့ရရတယ်ဆိုလို့ရှိရင်ပြီးရပေါ့နော်လိုဝတ်စုံတွေရရတယ်ဆိုရှင်ပျော်ချရလေဆိုတော့ကိုတက်တဲ့ပညာနဲ့သူများစိတ်ချမ်းသာစေခြင်းနဲ့သူများတွေအစဉ်ပြေစေခြင်းတာပေါ့နော်ဒါကတော့ကိုရဲ့ကိုတယောက်တည်းရဲ့ဆန္ဒပါဟုတ်အရင်ပေါ့နော်ကိုညီရောအိမ်ညီမလေးရွှေစင်ရောဟဲဆိုပြီးတော့ဟေးဆိုပြီးတော့တို့အန်အောရတာပေါ့နော်အဲဟိုကုန်လဲရန်ပီတီဖြစ်ရပါတယ်ပြီးတော့ဒီဟိုကျမတို့ဒီဇိုင်နာတွေရဲ့စိတ်ကပေါ့နော် ကတ်စတမကရမ်းလှရမ်းကြိုက်တယ်ပေါ့နော်ဟိုခမလဲရမ်းဟိုဘောဂျေဆုတင်တယ်လို့ပြောလို့ရှိရင်ကျမတို့ကဘလဘနေရက်ပဲမအိရမအိရပေါ့နော်ဘလောက်ပဲပင်မပင်မအရန်ပြောရပါတယ်ကျမနဲ့တူတူလိုက်ပြောအရန်စူးစားပေးနေရကျမရဲ့တပည့်လေးတွေပေါ့နော်အဲကျမရဲ့တပည့်သမီးလေးတွေလည်းဂျေဆုတင်ပါတယ်သူတို့ဆိုလို့ရှိရင်လည်းဒါဘလောက်ပဲပင်မပင်မပေါ့နော်ကတ်စတမကနေပြီးဒီလိုပြောလိုက်တဲ့ချိန်မှာဟိုကျမတို့ရဲ့ပင်မမှုတွေကလုံးဝပြေပြောက်ပြီးတော့ PT ဖြစ်သွားတာပေါ့နော် PT တွေအရန်ဖြစ်သွားတာပေါ့ဒါကတော့ကတ်စတမတွေ ိုယ်တိုင်းပဲနားလည်နိုင်မဲ့စိတ်လေးပါရှင်ဟုတ်ဟိုလိုက်ဖက်တာပေါ့သူရဲ့ဒီဟိုအနေနဲ့ဒီ master နဲ့ six six pack ကြီးနဲ့ဆိုတော့ရမ်းမိုက်တယ်လေရမ်းမိုက်တယ်ပြီးတော့ခါကျတော့ဒီနည်းနဲ့ကလည်းဘာကလဲလုံးဝ तू ကလှုပ်ရှားမှုကလည်းနှွှင့်ချနေရခင်ချင်မှာ तू ကိုယ့်ရဲ့ဝတ်စုံကလည်းလုံးဝ fitting ဖြစ်နေမှာလှတာလေဆိုတော့ကိုယ့်ရဲ့ဒီမင်းကလည်း fitting နေအကုန်လုံးဖြစ်နေတယ်သူရဲ့လှုပ်ရှားမှုတွေနဲ့အကုန်လုံးလည်းရောညှိတွေဖြစ်တယ်ဆိုတော့ဟို PD ဖြစ်ပါတယ်ရန်လည်းဝမ်းတာပါတယ်ရှင့် ။ဒါနိဖေသာနေဟဘလို့ခေါ်လိုက်တယ်။နှစ်ပေတော်မပြည့်တဲ့ဂျပူမရဲ့။ကျမကိုဂျပူမဂျပူမနဲ့ခေါ်နေနဲ့နော်။ငါလည်းနင်းပြီပါလား။ဘယ်သွားမလို့လဲ။ အဲဟုတ်ပါတယ်မဆုရဲ့ဒီဒီဇိုင်နာတက်တန်16နှစ်တာမှာပေါ့နော်ဒီကတော့ရုပ်ရှင်ပိတ်ကားပုံမှာတွေ့ရတဲ့မဆုရဲ့ဖန်တီးမှုပထမအဆုံးမှာအရင်တော့ဆိုလို့တော့ဒီဒါဗီဒီယိုဇက်ကားတွေပေါ့နော်ဇလန်းတွဲတွေမှာတော့အများကြီးချုပ်မှုပါတယ်ဒီ VC တွေမှာပေါ့ဒီဗာလဲစင်ပေါ်မှာရှိုးရှောက်တာတော့ပြိုင်ပွဲမှာတော့ပေါ့နော် international ပွဲတွေမှာပေါ့နော်ဒီ evening dress တွေတော့အဲဒီ national costume တွေဆိုတဲ့၅ချိန်ဆုရခဲ့တာပေါ့ဒီလိုမျိုးတွေ့ကြုံနေတော့အများကြီးရှိပြီမယ်အဲ့လိုဒီလိုမျိုးရှင်ပိတ်ကားပုံမှာကျတော့ဒါတော့ဒါ16နှစ်တာကာလအတွင်းမှာပေါ့နော်ဒါပထမ ောက်ဆုံးချိန်မှာပဲရှင်အဲခုနညီမလေးပြောသူပဲပေါ့နော်ဒီကိုကြီးထုတ်ခေါင်းကဒီလိုမျိုးခေးပါတီကိုတက်လာတဲ့ဝတ်စုံနဲ့ပေါ့နော်ဖွဲ့ပြီးထွက်လာတဲ့ချိန်မှာမဆုရဲ့ဝတ်စုံမဆုဖန်ကြီးထားတဲ့ဝတ်စုံတွေပေါ့ထွက်လာတဲ့ချိန်မှာပရိသတ်ကဝေးရေးကနေ or မဆုရဲ့မဟုတ်မဆုရဲ့တပည့်တွေကအကုန်လုံးမှင်းသက်ပြီးကြည်နေရောမဆုကဘယ်လိုမလဲကိုဝတ်စုံထွက်လာတဲ့ချိန်မှာကိုကအော်ရမယ်လို့ထင်တာပေါ့နော်ဒါပေမဲ့ရုပ်ရှင်ရောဒီအကုန်လုံး press ရိုးကြည်နေတဲ့ပရိသတ်တွေအကုန်လုံးဝိုင်းပြီး or တဲ့ချိန်မှာ ဖြုံးမပြတတ်အောင် PD ဖြစ်ပါတယ်ဟုတ်။ဘာလဲဝမ်းတာပါတယ်ရှင်။ဟုတ်။အရန်လိုက်ဖက်တယ်မိတ်ကက်ကလည်းရန်တော်ပါတယ်ဟုတ်။အဲဒါကိုညီရဲ့တိဥ္ဇာမောကလည်းဒါခင်ဗျပေါ့အရင်နေ့ကကသဘောကျပြီးသားဆိုတော့လေအရန်လိုက်ဖက်ပါတယ်ဟုတ်မိတ်ကက်နဲ့လည်းလိုက်ဖက်တယ်ပြီးတော့ခါကျကိုဝေဝတ်စုံနေဆိုတော့အကုန်လုံးကအဆင်ပြေနေတယ်လို့ထင်ပါတယ်ရှင်။အမြန်လိုတယ်ဆိုလို့ရှိရင်လည်းကိုဝေဝိုင်းပြီးဝိုင်းပြီးတော့ ဟိုတတိယပေးကြတယ်ပြီးရခါကျတော့နည်းနည်းထူးထူးဆန်းဆန်းလေးပြီးပေါ့နော် creation ဘုဆုံလေးဆိုလဲကိုယ်ပဲတတိယပေးကြတယ်အဲ့ဒီအတွက်ကိုလည်းဒီဥဒီယောက်ရောက်ချင်းစီတယ်ကိုလည်းကျေးဇူးတင်ပါတယ်အခုဒါမကြသေးခင်ကပေါ့နော်ဒီ running body လို့ခေါ်မယ်အထူးဆန်းဝတ်စုံလေးလာအပ်တာမျိုးရှိရဲအဲ့လိုဆိုလို့ရှိရင်လည်းကိုဒီဇိုင်နာချင်းကိုပဲညွန်ပေးကြရတယ်ပေါ့နော်ဒီမိတ်ဆွေချင်းဆိုလို့ရှိရင်လည်းကိုပဲညွန်ပေးကြရတယ်ပေါ့ဒီလိုမျိုးခက်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 ဝတ်စုံလေးအချိန်တန်းငယ်ပဲရတဲ့ဝတ်စုံလေးဆိုလို့ရှိရင်လည်းအဓိကပေါ့နော်အဲကျမတို့လုပ်ပေးချင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျမတက်ထားတဲ့ပညာနဲ့ပေါ့နော် ဟိုအားလုံးကိုစိတ်ချမ်းသာစေချင်ပါတယ်ရှင်အဲအပြင် customer တွေဆိုလို့ရှိရင်လည်းပေါ့နော်အဲအရင်ပေါ့အမြန်လိုချင်တယ်ဆိုရင်ဘယ်စုအရင်ပေါ့အမြန်ဆုံးဘယ်လောက်ရနိုင်လဲဆိုလို့ရှိရင်အဲချုပ်တာဘယ်လောက်ကြာနိုင်လဲဆိုလို့ရှိရင်၃ရက်ဆိုရပါပြီပေါ့နော်၃ရက်အတွင်းချုပ်ပြပါမယ်အဲ့လိုလေးပြောလေးရှိပါတယ်အဲဟိုကိုတက်ထားတဲ့ပညာနဲ့ပေါ့နော်ဒီလိုမျိုးသူတို့ရဲ့စိတ်ချမ်းသာမှုလေးတွေရတယ်ဆိုလို့ရှိရင်လည်းကျမတို့လည်းစိတ်ချမ်းသာရတာပေါ့ရှင်ဟုတ်ကဲ့ပါ တကူကလက်တလောကဘာတွေအစီအစဉ်တွေလုပ်ပြီးနေလဲဆိုတော့ဇမကဒီ1 by 1တင်တန်းနေပဲဆက်ပြီးတော့တင်ကြားနေပါတယ်ဒီတယောက်တဦးတယောက်ချင်းစီပေါ့နော်ကိုဟိုကြိုက်နှစ်သက်တဲ့ဘာသာရက်ဒီကိုယူချဲ့ပြီးတော့တင်ကြားနေပါတယ်ရှင်အဲတင်တန်းသားဒီကတော့ပေါ့နော်ဒီဒီ1 by 1တင်တန်းသားတွေကတင်လာတော့ဒါ16နှစ်တာရှိပြီပေါ့နော်ဒီဂျားထဲမှာမှာဒီပညာဒါနလေးပေါ့90% off လေးလည်းတင်ခဲ့ပါတယ်အဲ90% off ဆိုလို့ရှိရင်ဒါ brain board ဒီ ခုဆိုလို့ရှိရင်6ချိန်မြောက်ပေါ့နော်6ချိန်မြောက်ဖွင့်ဖို့ရှိပါတယ်90% off ဆိုတာကဒီဟိုပေါ့အခြေခံဆက်ချုပ်အခြေခံရှိရလူတွေပေါ့ဘယ်နည်းနဲ့မစိုးအင်ဂျင်နဲ့စကတ်နဲ့ချုပ်နိုင်လို့ရှိရင်လက်ခံပါတယ်ဒါကိုဆရာပြစ်မိုးမှန်ဘာသာစုံတင်နန်းပေါ့နော်အဲ့ဒီမျိုးဒါပုံမှန်တင်ဒန်းကြီးကတော့15သိန်းပါဒါကိုတသိန်းခွဲတဲ့နယ်ပဲတင်ပါတယ်ရှင့်အဲ့ဒါကတော့လူရစ်ကန့်တတ်ထားပါတယ်အဲ့ဒါကအခုဒီတချိန်ကတော့6ချိန်မြောက်ပေါ့နော်6ချိန်မြောက်ဖွင့်လို့ဖို့ရှိပါတယ်8လပိုင်းနဲ့တမီလေးမွေးနေပေါ့နော်တမီလေးချော ကျမရဲ့ဒါတူတီတော်မျိုးဆက်ပေါ့နော် အဲ့တမီလေးချောရမွေးနေ့မှာဖွင့်ဖို့ရှိပါတယ်ခုနှစ်လပိုင်းကျရင်ကြောညာပါမယ်ရှင်အဲကြောညာရင်တော့အများဆုံးစီရင်ပေးသွင်းစေချင်ပါတယ်စီရင်ပြည်တာနဲ့ပိတ်လေးရှိရဖို့ပေါ့နော်ခုနကပြောသူပေါ့15သိန်းတန်တန်တန်းကြီးပေါ့နော်တရားငွေကြီးအခက်ခဲကြောင်းမလို့ပေါ့တက်မယ်တက်မယ်ဟိုပတ်စံစုနေနဲ့ဒီဒီဇိုင်နာမိုးမှန်ကိုမတက်ဖြစ်တဲ့အတွက်ပေါ့နော်ဒီဇိုင်နာတယောက်ဖြစ်ဖို့အတွက်ကိုသူတို့မှနည်းနည်းနောက်နေကြံ့ကြာနေပါတယ်ဆိုတော့လူတွေပြီးတော့ခါကျတော့ဒီ update ဖြစ်ကျင်နေပေါ့နော်ဒီပညာအသစ်တွေလူကျင်နေဆိုတော့လူတွေအတွက်ကျွန်တော်တို့အထူးကြီးရွယ်ပြီးရောဖွင့်လှစ်ခြင်းဖြစ် ပါတယ်15သိန်းနဲ့ဒင်းတိုင်းယူတသိန်းခွဲတဲ့နဲ့တင်ရမှာပါပြီးတဲ့ခါကျတော့ပေါ့နော်ဒီကိုယ်တိုင်နဲ့ဝိုင်းပြီးတော့ချုပ်လုပ်ခွင့်နေရမယ်ပတ်တန်နေလည်းအမိုက်စားရရမယ်ပေါ့နော်ပြီးတော့တင်တန်းစင်ပွဲကိုလည်းတေချာချင်းကျင်းပပြီးပါမယ်ရှင်အခုလိုမျိုးပေါ့နော်ဒီလိုမျိုးအချိန်ပေးပြီးတော့ကြီးစုပေးတဲ့လူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်ကိုကြီးထူကောင်းတဲ့အတူနဲ့ပါဝင်တဲ့ဒီ ဒီဥဆောင်နေအားလုံးနဲ့အပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်။ကျမကတော့ဒီဒီဇိုင်နာတက်တန်း16နှစ်တာကာလအတွင်းမှာထူးခြားအောင်မြင်တဲ့ဒီဇိုင်နာပေါင်းများစွာကိုမြမပြည်အရရမှာပေါ့နော်။အာအောင်မြင်ကြချာနေတဲ့ဒီဇိုင်နာပေါင်းများစွာကိုမှုထုတ်ပေးပါအောင်မယ်လို့ဆက်လက်ပြီးလည်းမှုထုတ်သွားပါအောင်မယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်ကျမတို့ဒီဇိုင်နာစီကိုင်းပါရှင်။